မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်။လာရှိုးကိုပြန်ရအောင်ကူညီပေးတဲ့တရုတ်ကိုပြည်သူတွေချစ်ခင်ကြဖို့စစ်ကောင်စောင်းတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းကသူ့စစ်ဗိုလ်ချုပ်တွေကိုတရုတ်ကိုမမုံဖို့အထင်မလွဲဖို့ကျေးဇူးရှင်ကိုမပြစ်မှားဖို့ပေါ်ပေါ်တင်တင်ထုတ်ပြောခဲ့တာတွေ့ရပါတယ်။ဦးနေဝင်လက်ထက်မှလည်းကူညီတဲ့ဦးတန်းရှင်လက်ထက်မှလည်းကူညီခဲ့တယ်။ကျွန်တော်တို့လက်ထက်မှလည်းကူညီနေတော့မယ်။ရယူလို့စိတ်မရှိတဲ့ကူညီမှုမျိုးပါဒါကိုကျေးဇူးတင်ရမယ့်အစားဝိုင်းပြီးပုတ်ခတ်နေတာဟာတရုတ်နိုင်ငံကိုစော့ကားသလိုဖြစ်နေတဲ့တတိထားပြီးဆောင် ရွက်ကြဖို့မှာကျင်တယ်လို့ဂျိမ်းမောင်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့တမိုင်းကြောင်ပြန်ကြည့်ရင်တော့နေဝင်လက်ထက်1958မှာကချင်ပြည်ဖီမော့ဂေါ်လန်ဂန်ဖန်ပန်ဟိန်ပန်လောင်းဆိုတဲ့မြန်မာပိုင်နဲ့နယ်မြေ၅ခုကိုကျွန်းအင်းလိုင်းလက်ထက်ပေးပြီးမြန်မာပြည်မျိုးပုံရဲ့ခေါင်းပိုင်နေရာမှာဂျိုင်းခွက်ဖြစ်စေခဲ့ပါတယ်။ ။တောင်မချီနဲ့နေတဲ့ပြည်သူရင်းဆန္ဒပြရာက1966မှာတရုတ်ဗမာရှိကိုဖန်တီးခဲ့တယ်။တန်းရွှေလက်ထက်မှာတော့တရုတ်ဟာအထက်မြန်မာပြည်တစ်ခုလုံးနဲ့ရခိုင်ဒေသကမြေပေါ်မြေအောက်တယံစာတရီကိုအမိယဝါမျိုးယူရင်းမြန်မာပြည်မျိုးဝန်ကိုခားလေကနှစ်ပိုင်းဖြစ်အောင်သူ့တန်းဝေလိုင်းရှင်းနှံပန်လန်းတွေနဲ့စီးတားခဲ့တယ်။တနင်္ဂနွေလုံးရဲ့အတင်းနှလုံးဖြစ်တဲ့အေယာဝရီကိုပါမြစ်စုံစင်နဲ့ရန်ရှာခဲ့တဲ့ဂျင်းနီတောင်ကထွက်တဲ့ရွှေတက်တူကြီးမတ်တမားအမြင့်လန်တူးဖို့ရင်လေဒီဆီယာတော်ရဲ့တိမ်တော်မှာမကြံဖြစ်စီခဲ့တယ်လို့ကန့်ကွက်ခံရတဲ့ တန်ဃာတွေကိုမီးလောင်ပုံးကတ်ခံရတယ်။တရုတ်ကမြန်မာပြည်အတွက်ဘာအကျိုးမြတ်မှမရှိဘဲပညာရေးအတွက်ကူညီတာစကောလာပေးတာမျိုးလန်တတာကျောင်းလျှက်စစ်မီကူညီတာမျိုးလည်းမရှိဘူး။အဲဒီအစားအတူကြီးကြီးနဲ့သာငွေတွေချင်းခဲ့တယ်။ချင်းငွေပမာဏကိုကြည့်ရင်တန်းရွှေနဲ့တင်းစင်လက်ထက်မှာအများဆုံးဖြစ်ခဲ့တယ်။တရုတ်လုပ်ငန်းရှင်တွေကမြန်မာပြည်ထဲကနေရသမျှခိုးထုတ်တယ်။ကချင်ပြည်မှာဆိုရင်မြေအောက်လှိုင်ကောင်းတူပြီးတော့မြန်မာပြည်ထဲကကြောင်မြတ်တွေမြေရှားတတူတွေ ခိုးထုတ်ခဲ့တယ်လို့ကချင်အမန်လွှတ်တော်မှာတင်ပြခဲ့ပူတယ်တရုတ်ကမြန်မာနိုင်ငံကိုတတိယအုပ်စုထားပြီးသူတို့နိုင်ငံတွေကပို့ကုန်မှန်သမျှအညံ့အစားအစစ်နေတာတင်သွင်းဖြန့်ပြူခဲ့တယ်စက်ပစ္စည်းကရိယာတွေအစားကားဆိုင်ခဲ့တဲ့အထိတရုတ်ဆက်ဆိုတရက်ဆုံလူတော်ပြောရလောက်ညံ့ဖျင်းတာတွေပဲတင်သွင်းခဲ့တယ် တရုတ်ကမြန်မာပြည်ပဲဒုက္ခပေးရလားဆိုတော့မဟုတ်ဘူးသူရဲ့တက်ခွဲခန်းတွေကထွက်တယ်ကိုဗစ်ပိုးကြောင့်ကမ္ဘာလုံးဆိုင်ရာကက်ကြီးဖြစ်ခဲ့လို့သူစီကအစားပြုတဲ့ဂိမ်းပေါင်း900ရို့9ပြည့်ဂိမ်းစတောလို့ဂိမ်းတို့ကြောင့်ကမ္ဘာပေါ်ကလူတန်းပေါင်းများစွာအလိန်ခံနေရတဲ့ တရုတ်ရဲ့နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ကြားဖြတ်ဟာမြန်မာပါဝင်ဒေသတွေနိုင်ငံအများပြားသားမကတကဘာလုံးကိုပါဒုက္ခပေးနေတယ်။အဲ့ဒီကြားဖြတ်ကိုအကြောင်းပြပြီးရှမ်းမြောက်တခွင်ကိုပြဲပြဲစင်အောင်သူ့ရဲ့ဩဇာမကင်းနဲ့တပ်တွေသိမ်းပိုက်ခဲ့ရမှာလက်နက်ခဲယံ drone နဲ့ထောက်လိုင်းနည်းပညာတွေကအစားသူ့လက်ချက်နဲ့မကင်းခဲ့ပါဘူး။ဒီတိုက်ပွဲတွေကြောင့်မင်းအောင်လိုင်းရဲ့တက်စကန်ပေါင်းရာကြီးအရာရှိအရာခံတွေအပါအဝင်စာခအသက်ပေါင်းထောင်ချီလက်နက်ကြီးငယ်တွေအပြင်တင်ကာတွေပြူဟာမယောင်ရင်ရန်တရားတွေပါပေးဆက်ခဲ့ရတယ်။အခုနောက်ဆုံး စတုရန်ကီလိုမီတာတရာမကျော်တဲ့လာရှိုးမြို့ပေါ်ကွက်ကွက်ကလေးပြန်ပေးပြီးကိုကန့်သိမ်းထားတဲ့နေမြေစုစုပေါင်းစတူရန်ကီလိုမီတာ1000ကျော်ကိုကြည်တပေါက်ကြခွင့်မပြီးတော့ပဲတရုတ်ရဲ့အပြစ်ရဲစီဆိုင်မှုကိုမင်းအွန်လိုင်းလိုအတုံးမကျလွန်တဲ့သူမလို့လက်ခံလိုက်တောင်းဒါကိုပဲအောင်မြင်မှုကြီးလို့ဂုဏ်ယူဝင်ကြွားနေခဲ့တဲ့စခလော်ဘီတွေနဲ့တရုတ်ကိုကျေးဇူးရှင်လို့သဘောထားနေတဲ့မင်းအွန်လိုင်းရဲ့ညံရင်ကလိုက်တော်လဲလိုက်ပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့လာရှိုးကိုအကြောင်းပြုပြီးရှမ်းမြောက်ကိုအမြောက်ပါရင်တန်းတွင်ပို့ဆောင်ကစင်အင်ရအများပြားဖြည့်တင်းနေရကြောင်းတင်ဆက်ပေးပါမယ်။လာရှိုးမြို့အတွင်းဝင်ရောက်နေရယူထားပြီးဖြစ်တဲ့စစ်ကောင်စီကရှမ်းပြည်နယ်တောင်ပိုင်းမှာတဆင်ရှမ်းမြောက်ကိုလက်နက်နဲ့လူအင်အားပို့ပြီးစစ်ပြင်ဆင်နေကြောင်းသိရပါရယ်။စစ်ကောင်စီကအခုအပြည်နာဆောင်ပတ်မှာကလောမအောင်ပန်းကိုအမြောက်လက်နက်ကြီးနှစ်လက်တည်ဆောင်လာတဲ့ရှင်များပါဝင်စစ်ရင်တန်း15စီကိုပို့ဆောင်ထားကြောင်းသိရပါရယ်။အဆိုပါစစ်ရင်တန်းကတောင်ကြီးမှာယာယီအခြေပြုပြီးတဲ့နောက်ရှမ်းမြောက်ကိုထပ်မံပို့ဆောင်မယ်ရှင်တန်းဖြစ်အောင်စစ်ရေးတ တင်းအရင်းမြစ်တွေကဆိုပါတယ်မိုင်းရည်နဲ့တန်ရန်ဘက်ကိုစစ်အင်အားအလွန်အကျွံဖြည့်ဖို့တုံနေတဲ့ဆက်လက်တွေအမြောက်တွေပါတောက်လျှောက်ပုန်နေတာလာရှိုးကိုခြေကုပ်ယူပြီးတာနဲ့အဲ့ဒီနေရာတွေကိုအထိမခံတော့မဲ့သဘောပဲရှာမကဌာနချုပ်ကိုပြန်ရပြီးဆိုရင်အသိန်းခံထားတဲ့မြို့တွေကိုပါ ပြန်လိုက်ယူမဲ့သဘောရှိရလို့စင်ရေးတရင်အရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့အေပြီ18ရက်နေ့ကကိုကန်တက် MNDA အကူအညီနဲ့လာရှုံမြို့အတွင်းဝင်ရောက်လာပြီးတဲ့နောက်မိုင်းရဲနဲ့တန်ရန်ဘက်ကိုတံပြားကကကာထားတဲ့ရင်တန်းမှာလူအင်အားအပြည့်တင်ဆောင်ပြီးစစ်အင်အားဖြည့်တင်ခဲ့ကြောင်းဒေသတရင်အရင်းမြစ်တွေစီကသိရပါတယ်။ စစ်ကောင်စီနဲ့ MNDI တို့ကလာရှုံမြို့အုပ်ချုပ်ရေးပိုင်းအတွက်ပြီးခဲ့တဲ့ AB 22ရက်မှာစတင်ပြီးမနေ့က AB 26ရက်အထိဆွေးနွေးနေကြဆဲဖြစ်ပြီးစစ်ကောင်စီရဲ့တောင်းဆိုချက်တွေကိုညှိနှိုင်းဆုံးဖြတ်မှုရယူနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီကအပြစ်ရစဲထားတဲ့ကာလနဲ့လာရှုံမြို့အတွက်ညှိနှိုင်းကာလတို့အတွင်ရှမ်းတောင်မှတဆင်းရှမ်းမြောင်မိုင်းရဲနဲ့တန်ရန်ကိုစစ်ကူအင်အားပို့တယ်လို့နောင်ချုံမြို့တောင်ခမ်းတိုက်ပွဲတွင်ကိုလည်းရှမ်းတောင်ရဲဆောင်မှတဆင်းစစ်ကူပို့ပြီးနေစဉ်ပုံကျဲတိုက်ခိုက်နေကဓာတ်ရုပ်စိတ်ငွေပုံများပါအသုံးပြုနေကြောင်း TNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် စစ်ကောင်စီကရှမ်းမြောက်ကိုပြန်လည်ရရှိဖို့အတွက်လက်ရှိအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုဖိအားပေးထားပြီးအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကိုလည်းမိုးကုတ်ကိုပြန်လည်ရရှိဖို့အတွက်နေစဉ်စည်ရင်းစီမံချက်တောင်းခံနေကြောင်းတပ်တရင်အရှိမြစ်တွေစီကသိရပါရယ်ဆက်လက်ပြီးပဲခူးရုံမြောက်မှာစစ်ကြောင်းကိုပိန်းစိုးတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်ဒေဆမှုများပြားကစစ်သားတချို့အလံပြူထောင်ချင်းစစ်ကောင်စီကလက်နက်ချသူတွေကိုလင်းရင်နဲ့လိုက်လံဖုံးကျတဲ့အကြောင်းတင်ဆက်ပေးပါမယ် ပဲခူးတိုင်းမင်းလာမြို့နယ်ပဲခူးရုံမအတွင်တွက်လာတဲ့အကြံဘတ်စစ်တပ်စစ်ကြောင်းကိုနှရဲစတိုက်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးစစ်သားများအလံပြူထောင်ကြောင်းဒေသစင်ရေးတရင်ညမြစ်တွင်ကပြောပါရယ်အေဘီလာ23ရက်မှစတင်ပြီးမင်းလာမြို့နယ်ပဲခူးရုံမအဆက်ရှိကျေးရွာတွေကိုလက်နက်ကြီးများပစ်ခတ်ပြီးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကအေဘီလာ26ရက်နေ့နဲ့29ရက်နေ့တို့မှာကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်အဲ့ဒီတိုက်ခိုက်မှုအတွင်အကြံဘတ်စစ် ကောင်စီတပ်သားများထိခိုက်ဒေဆုံမှုများပြားပြီးစစ်ကြောင်းတစ်ခုလုံးတပ်ပြတ်ပြီးထွက်ပြေးသွားကြောင်းတော်လိုင်းတပ်ဖွဲ့တွေကလိုင်းလံတိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်သားများစုအလံဖြူထောင်ပြီးလက်နက်ကြအလင်းဝင်မှုတွေရှိကြောင်းသိရပါတယ်။အဲဒီလိုစစ်ကြောင်းတစ်ခုလုံးဖွဲ့စည်းပုံပြက်ပြီးအလံဖြူထောင်ချင်းစစ်ကောင်စီတပ်ကဒီကနေ့မနက်ပိုင်းမှာစတင်ပြီးဗကိုးရုံမှတောက်လျှောက်ကို MI-35 တိုက်ခိုက်ရဟန်းရင်နဲ့လိုင်းလံပုံကျဲပစ်ခတ်တိုက်ခိုက်နေကြောင်း Jet Fighter တွေအဆက်မပြတ်ပြန်ဝဲနေကြောင်းသိရပါတယ်။ခွေးစစ်ကြောင်းကရှာတွေကိုတောက်လျှောက်ဝင်စီပြီးတွေ့သည်များပစ္စည်းတွေယူတဲ့ပြည်သူ9ဦးကိုလည်းဖမ်း စီတက်ပြတ်ထားတယ်လို့ကနန်ဦးသိရတယ်အဲ့လိုရင်းအစမ်းဖတ်တာတွေလုံနေတော့ PDF တွေနဲ့တိုက်ပွဲဖြစ်တာနဲ့ရရှိပြီးစစ်ကွေးစစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားကစစ်ကွေးအသေးများတဲ့ဒဏ်ရာရတာတွေလည်းများတော့အလံဖြူထောင်နေလို့သိရတယ်။အလံဖြူထောင်တာကစစ်မှုထမ်းတပ်သားတွေလို့တော့ကြားတယ်စစ်ကွေးရဟယင်းနေတဲ့ Jet Fighter တွေကတောင်လျှောက်ကိုဝဲနေတာ Jet Fighter ကတော့ပုံမကျေသေးဘူးရဟယင်းကတော့တောင်လျှောက်ကိုပတ်ပြီးတော့ပြစ်နေတာအခုထိရှိနေတယ်။ ပြည်သူတွေလည်းတောင်းနဲ့ချီနေရဲထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတုံးကပြောပါရယ်လက်ရှိအချိန်မှာကြောင်းရွာရွှေကုန်းခွမ်းမစံပုံထောက်ချက်ပတ်ကုန်းကန်ကုန်ပင်ဥတုကညင်ပင်အင်ဂျင်ကုန်းနဲ့စမ်းတောင်ခွေအုပ်စုတို့ရှိဂျင်းရွာပေါင်း20ကျော်မှာတောင်းနဲ့ချီနေပြည်သူတွေကဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါရယ် နောက်တဲ့တပုံးအနေနဲ့တောင်ကုတ်တိုက်ပွဲမှာပုံစံအထိမှန်ပြီးဒရများရရှိခဲ့တဲ့စစ်ကောင်စီတပ်မှဘိုးအစင်းရှိရရှိတပ်ဦးလေးမျက်နှာတိုက်ပွဲမှာဒရော့ဘုံထပ်မံအထိမှန်ပြီးတင်းဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရာရီတိုင်းလေးမျက်နှာမျိုးနဲ့ကုန်ပြင်တိုက်ပွဲမှာစစ်ကောင်စီတပ်မှဘိုးအစင်းရှိရရှိတပ်ဦးဒရော့ဘုံထိမှန်ပြီးတင်းဆုံသွားကြောင်းတပ်တွင်းသတင်းရင်းမြစ်တွေစီမှသိရပါရယ်။တင်းဆုံတဲ့စစ်ကောင်စီတပ်မှဘိုးကပထမအကြိမ်တောင်ကုတ်တိုက်ပွဲအတွင်းပုံစံအထိမှန်နဲ့ဒရများရရှိပြီး၎င်းရဲ့နေရဖြစ်တဲ့ကျုံပြော်မြို့နယ်ကိုပြောင်းရွှေ့ခြင်းခံခဲ့ရကြောင်းသိရပါရယ်။ အဲဒီနောက်လေးမျက်နှာမျိုးနဲ့ကုန်းပြင်တိုက်ပွဲအတွင်းကိုပို့ဆောင်ခံရပြီး drop ဘုံထပ်မံထိမှန်ကပြီးခဲ့တဲ့ AP 23ရက်နေ့မနက်စင်တိုင်းဝင်းစံမှာတည်ဆောင်းသွားကြောင်းတက်တွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်ပထမတောင်ကုန်းမှာထိမှန်ထားတဲ့ဘုံဆန်တော့ပေါင်လျာနေမထွားသေးဘူးအခုတခါတိုက်ပွဲမှာဘုံစာထပ်ထိပြီးတည်ဆောင်းသွားတဲ့သူသတင်းကြတာနဲ့သူနာကွန်မီတာစုတွေလိုက်သွားကြတယ်လို့စစ်ကောင်စီတပ်မှနန်းစီဒီယန်အရာရှိတအုပ်ကပြောပါတယ်စစ်ကောင်စီကတည်ဆောင်းသွားတဲ့စစ်ဗိုလ်ချုပ်လောင်းကိုမိသားစုထံပြန်လည်ပေးရခြင်းမရှိဘဲတည်ဆောင်းတဲ့နေရာမှာပဲမိသူကြိုခဲက၎င်း ောင်းရဲ့အကျိုးပြောင်းကို AP25 ရင်းနှီးညပိုင်းကမိသားစုတန်းပြန်လည်ပြီးအလိုက်ကြောင့်တက်တွင်းတည်င်းရင်းမြစ်တွေစီကတည်ရပါရယ် နောက်ထပ်တပုံအနေနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်လွတ်မြောက်နေတဲ့မှာကွယ်လွန်နေကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတန်လင်းမြို့နယ်အမတ်တင်းရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်ကကိုပေါင်စာဒီကနေ့ April 29ရက်မနက်ပိုင်းမှာကွယ်လွန်ခဲ့တယ်လို့သူနဲ့နှိဆက်သူတအုပ်စီကသိရပါရယ်။အသက်55နှစ်အရွယ်ဦးနေလင်းအောင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တအုပ်ဖြစ်ပြီး2015ခုနှစ်နဲ့2020ခုနှစ်တွင်မှရွှေကောက်ခံခဲ့ရသူတအုပ်လည်းဖြစ်ပါရယ်။2021 February လမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကလေးကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ရင်းရှိရဲ့လွတ်မြောက်နေမြေကိုရောက်ရှိလာပြီးတော်လိုင်းလုပ်ငန်းတွေကိုလုက္ကင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။သူနဲ့ကျမတို့ကတော်လန်တော်တော်လေးရင်းနှီးရင်သူက တောင်ပိုင်းတောထဲမှာရှိနေတာဆုံးမသွားတာကအုံနောက်သွေးခဲတာလို့သိရတယ်။စီးကျိုသွေးတို့ပါတက်သွားတာလို့ဦးနေလင်းအောင်ရဲ့ရှင်နီသူတောင်ကသတင်းဌာနကပြောပါရယ်။ဦးနေလင်းအောင်ကအဆုတ်ရေဝိုင်းယောဂခံစားနေရပြီးမကွယ်လွန်ပြီးနှလုံးအမောဖောက်တာမျိုးဖြစ်ပွားခဲ့တယ်လို့ပြောပါရယ်။ကျန်းမာရေးကြောင့်ဦးနေလင်းအောင်ကွယ်လွန်ခဲ့မှုပေါ် NLD ပါတီအတိုင်းဝိုင်းနဲ့တော်လိုင်းအတိုင်းဝိုင်းအင်အားစုတွေကလည်းဝန်းနေကြောင်းထုတ်ဖော်ပြောကြားထားပြီးသူရဲ့ရှင်လောင်ကိုလွတ်မြောက်နေမည်တနေရာမှာတကြုံမှုပြုလုပ်သွားမယ်လို့သိရကြောင်းသတင်းမှာဖော်ပြပါရှိပါရယ်ရှင်။